YouTube ကငွေရှာခြင်းတဲ့သူတွေအတွက်ပထမဆုံးခြေလှမ်းဖြစ်တဲ့ YouTube channel တစ်ခုကို10မိနစ်တွင်းဖုန်းထဲမှာပဲဘယ်လိုဖွင့်လဲ။အရင်ဆုံးဖုန်းထဲက Chrome browser ထဲကိုဝင်လိုက်ပါ။ပြီးရင်တော့ browser ထဲမှာ youtube.com ဆိုပြီးရိုက်ရှာလိုက်ပါ။ဝိုင်းပြတာလည်းအစလေး30အောင်နှိပ်လိုက်ပါ။ဝိုင်းပြတာလည်း desktop size ဆိုတာကိုအမှန်ကြည့်ချစ်လိုက်ပါ။ဒီလိုမျိုးပုံစံပြောင်းသွားပြီဆိုရင်တော့ဝိုင်းပြတာလည်းကိုယ်အကောင်ရှိတဲ့နေရာလေးကိုနှိပ်လိုက်ပါ။ setting ထဲကိုထပ်ဝင်လိုက်ပါ။ စတင်နေရောက်ပြီဆိုရင်တော့ account တက်ထဲမှာရှိတဲ့ wine ပြလာတဲ့ create channel ဆိုတာလေးကိုနှိပ်လိုက်ပါဒီလိုမျိုးပေါ်လာပြီဆိုရင်တော့ wine ပြလာတဲ့နေရာမှာကိုဖွင့်ကျင်တဲ့ channel နာမည်ကိုရေးထည့်လိုက်ပါမယ်နာမည်ရေးပြီးရင်တော့ channel profile ပြောင်းဖို့အတွက် wine ပြလာတဲ့နေရာကိုနှိပ်လိုက်ပါမယ်ဖုန်းထဲမှာရှိရပုံရွေးဖို့အတွက် from computer ဆိုတာထပ်နှိပ်လိုက်ပါမယ်။ဝိုင်းပြလာတဲ့နေရာကိုနှိပ်ပြီးတော့ကိုယ့်ဖုန်းထဲက channel.profile ထားမဲ့ပုံကိုရွေးလိုက်ပါ။ဝိုင်းပြလာတဲ့နေရာကိုဆက်နှိပ်လိုက်ပါ။ create channel ဆိုတာကိုစနိုက်လိုက်ပါပို့ဆိုရတော့ကျွန်တော်တို့ YouTube channel တခုရလာပြီသွန်နာချိန်နာရဲ့ profile ပုံကချက်ချင်းမပေါ်တာမလို့တမလေးလောက်ဆောင်ရတယ်ဒီ video ကြည့်ပြီး YouTube channel တခုကိုအလွယ်တကူဖန်တီးနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်